မ္မနိုင်ငံကိုစားပြုအင်ရှင် ISB အသင်းဟာအာရှအမျိုးသမီးချန်ပီယံလိအုပ်စုဖွင့်ပွဲမှာတောင်ကိုရီးယားကလပ်စူဝွန်အသင်းကို၅ဂိုးကုန်ရှိနဲ့ရှုံးနိမ့်ခဲ့တာကြောင့်ကွာတာဖိုင်နယ်တက်ရောက်ဖို့အတွက်အုပ်စုလက်ကျန်နှစ်ပွဲကိုရုန်းကန်ရတော့မှာဖြစ်ပါတယ်။ ISB အသင်းဟာပထမပိုင်းအစမှာတုတ်ပြန်ကစားနိုင်ခဲ့ပေမဲ့ပွဲချိန်ကြာလာတာနဲ့အမျှစူဝွန်အသင်းကပဲကစားကွက်သားစီနဲ့ကစားနိုင်ခဲ့ပါတယ်။ဒါပေမဲ့ ISP ကိုတမမျိုးမျက်မြငိမ့်ကောက်ွယ်မှုတွေကြောင့်အခုထပ်ပို့ပြီးဂိုးမပြတ်ခဲ့တာဖြစ်တယ်လို့ ပထမပိုင်းပြီးကန်နီရောက်မှသာအဖွင့်ကိုပေးခဲ့ရတာဖြစ်ပါတယ်။ဒုတိယပိုင်းမှာတော့စူဝန်ကလပ်အသင်းကိုဘလို့မှမရှင်နိုင်မဲ့ဂိုးတွေဇက်တိုက်ပေးခဲ့ရပြီးပွဲပြီးမှ၅ဂိုးကိုမရှိနဲ့ရှုံးနေခဲ့ပါတယ်။ဂိုးပြတ်ရှုံးနေခဲ့ပေမဲ့မြန်မာပရိသတ်တွေဟာ ISP အသင်းကိုပွဲအစကနေအဆုံးအထိအားပေးခဲ့ကြတာကိုတွေ့ရပါတယ်။ပွဲပြီးမှာ ISP နီးပြဒေါ်ဆန်းဆန်းသိန်းကအသင်းရှုံးပွဲအတွက်ပြိုင်ပွဲတွေကိုတောင်းပန်ခဲ့ပြီးလာမယ့်ပွဲတွေမှာအကောင်းဆုံးကြိုးစားသွားမယ်လို့ပြောကြားခဲ့ပါဗျာ။ လက်ရှိမှာအုပ်စုဖွင့်ပွဲကစားပြီးမှတောင်ကိုရီးယားကလပ်စွန်ဝမ်အသင်းကအုပ်စုထိတ်ဆုံးမှဦးဆောင်နေပြီ ISP အသင်းကတော့အမှတ်မရသေးပဲ၉ကွာချားချက်နဲ့အုပ်စုအောက်ဆုံးမှရပ်တည်နေပါတယ်၂၀25 26အမျိုးသမီးချန်ပီယံလိမှာ၄သင်းပါ၃အုပ်စုနဲ့အုပ်စုတစ်ခုစီကထိတ်ဆုံး၂သင်းနဲ့အကောင်းဆုံးအုပ်စုတတိယ၂သင်းတို့ quarter final ကိုတက်ရောက်မှာဖြစ်ပါတယ် ISP ရဲ့အသင်းဟာအုတ်စုစီဒုတိယပွဲစဉ်အဖြစ်နိုဝင်ဘာလ12ရက်နေ့ဗုဒ္ဓဟူးနေ့ညနေ3:00အချိန်မှာဂျပန်ကလပ်တိုကျိုဗာတီအသင်းနဲ့ရှင်ပြိုင်ကစားသွားမှာဖြစ်ပါတယ်ရှင်။